အမေဖြစ်သူကပြစ်ထားခဲ့တဲ့ပိုလီယိုသားလေးကို10နှစ်အထိပြုစုသောက်ရှောက်ပေးနေတဲ့အတော့မင်္ဂလာပါပရိသတ်ကြီးတို့ရဲ့ဒီဗီဒီယိုထဲကကလေးလေးကတော့အမေဖြစ်သူကပြန်လာမယ်ပြောပြီးနောက်ယောက်ျားရှုသွားကပိုလီယိုသားလေးကိုပြစ်ထားခဲ့ရတော့အတော်ဖြစ်သူကတူလေးနဲ့ဒုက္ခပင်လယ်ဝင်နေခဲ့တာပဲဖြစ်ပါတချို့သောမိခင်တွေထက်အတော်ရီကမြစ်တာတရားပူကြီးမတတ်ကြရဲဆိုတာဒီတော်ကလက်တွေ့ပါပဲတချို့ဘွားတွေကရှင်လျက်နဲ့တည်နေကြရတာကုကုကိုသာကံမကောင်းမှုတွေးနေမိရ အခုလိုသူတို့နဲ့ရှင်လိုက်ရင်ဘာမှမပြောပါလောက်ပါဘူးဒီကလေးလေးကတော့မွေးကလေးရမတန်ဆွမ်းပိုလီယိုလေးတယောက်ပါဖခင်ဖြစ်သူကလည်းဆုံးသွားခဲ့တာကြောင့်ဖခင်ဖြစ်သူနဲ့နေထိုင်ကမိခင်ကလည်းအလုတ်သွားလို့မယ်ပြောပြီးတားလိကိုပြစ်ကနောက်အိမ်နာပြုသွားခဲ့တာကြောင့်ကလေးကိုအတော်ဖြစ်သူကပဲရှာဖွေကြွေးမွေးနေရပဲဖြစ်ပါကလေးကိုလည်းပြုစုရင်တစ်ဖက်မှာလည်းစာဝိနေရေးအတွက်အလုပ်ထွက်လုပ်နေရတာကြောင့်ပိုလီယိုတူလေးကိုလည်းအပြေအဝခင်မဆိုင်နိုင်ခဲ့တာပဲဖြစ်ပါ යි ဒီလိုနဲ့ဒုက္ခခံကြွေးမွေးလာရင်ကနေ့၁၀နှစ်အကြာမှာတော့သားလေးမှလမ်းလေးမလျှောက်နိုင် ခန္ဓာကိုယ်ဖွဲ့စည်းပုံကလည်းမညီရတော့အိယာတဲ့နေရင်ကနေ့ဖြာပြီး အနာရီပေါက်နေခဲ့ပိုင်အခုချိန်မှာကလေးကလက်ကြောဗိုက်တင်တဲ့နေရာအစုံမှာအနာရီဖြစ်ပြီးစကားအလေမပြောတတကြောင့်အတော်ဖြစ်သူခမရအရန်ကိုအခက်တွေ့နေရပိုင်အတော်ကအခုလိုဒုက္ခခံပြူစုဆောက်ရှောက်နေပေမဲ့လေအမိဖြစ်သူကတော့ရန်ကုန်ကိုအလုတ်သွားလို့အောင်ပဲပြောပြီး တောင်လိကိုအတော်နဲ့ပြစ်ထားခဲ့ကနောက်အင်နာပြုတ်သွားခဲ့တာပဲဖြစ်ပါတယ်။လက်ရှိမှာတော့အတော်ဖြစ်သူကအမေဖြစ်နေခဲ့ပါတယ်။အမေလို့သူကမွေးထားပြီးအခုလိုပိုလီယိုတောင်လိကိုဖြစ်ပြီးနောက်အင်နာပြုတ်သွားရေးလောက်ရကတော့တကယ့်ကိုရက်ဆက်လွန်ပါတယ်။ဒါကြောင့်ကြီးမိသူတိုင်းစိတ်မကောင်းဖြစ်နေကြရပြီးဘလို့အမေလည်းမသိဘူးရှင်နေလာလိုက်တာစိတ်ထဲမကောင်းမှုရက်ဆက်လိုက်တာမိခင်လိုတာမခေါ်ထိုက်ပါဘူး။အခုလိုကလေးကိုပါပြုစုပေးပြီးစာဝင်နေရေးအတွက်ထွက်ရှာနေရတာကြောင့် ဒီကနေ့မှာပရာဟိတမင်းသားတယောက်ဖြစ်တဲ့ကိုဖြူကတားရောက်ကူညီလှူဒန်းမှုတွေလုပ်ပေးသွားခဲ့ပြီးစည်းကမ်းပြဖို့အခက်အခဲတွေ့နေရလေးတွေကိုလည်းကူညီပေးခဲ့ရပဲဖြစ်ပါတယ်။ပရာဟိတမင်းသားကိုဖြူလည်းဒီတမကလှူဒန်းနိုင်ပါစေ။အခုလိုအပြစ်မဲ့ကလေးတွေဘဝဘဝအဆက်ဆက်ဝစ်ကြေးတွေရှိကြပါစီကွယ်။သာသမိကိုပြစ်သွားတော့မိဘကိုအပြစ်တင်သာသမိကမိဘကိုပြစ်တာကြအပြစ်ပြန်တင်တန်တရားလဲနေကြတာပါ။ကလေးရေဝစ်ကြေးတွေဆိုဒီဘဝမှာကြပါစီကွယ်။ ြည့်စုပြီးရတော့လဲစိတ်ချမ်းသာခြင်းကိုချမ်းသာခြင်းပြည့်စုံပါစေစင်ရဲ့ခြင်းကလွတ်ပြီးချမ်းသာခြင်းဘဝလေးအမြတ်ရရှိပါစေအဆုံးထိကြည်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်ကျမ်းမာရေးမကောင်းချိန်မှာသူမရဲ့မိုက်ပြေကြောင့်ဒုက္ခများစွာနဲ့ကွယ်လွန်ခဲ့ရတဲ့မိဘတွေအကြောင်းဝမ်းနည်းစွာပြောပြလာရပုံမှာမိင်္ဂလာပါပရိသတ်ကြီးတို့ရေဘုမကတော့အရင်ကဇလန်းတွဲတော်တော်များများမှာပါဝင်ရိုက်ကူးခဲ့ပြီးအောင်မြင်မှုနေရာတစ်ခုကိုရရှိနေခဲ့ရပဲဖြစ်ပါတယ် အဲ့ဒီကနေနောက်ပိုင်းမှာတော့ဘုမကမိခင်ဖြစ်သူနဲ့နေထိုင်ခဲ့ပြီးမိခင်ဖြစ်သူတမ်းမာရင်မကောင်းချိန်မှာတော့အမေကိုမပြုစုချင်တာကြောင့်အာကိုရှာပြီးအိမ်အောင်ပြုခဲ့ပါဒါပေမဲ့လည်းမိဘကိုမပြုစုချင်လို့အာကိုရှာလိုက်တဲ့ဘုမကတော့အိမ်အောင်ကြီးမှာကံမကောင်းခဲ့ပေတာလီတယောက်နဲ့ခင်မုံရဲ့ဖောက်ပြန်တာကိုခံခဲ့ရပါအဲ့ဒီကနေဘုမကတာလီတယောက်နဲ့ဘဘော့ကိုအေးအေးချမ်းချမ်းဖြတ်တန်းနေခဲ့ပါ ။အိနာအီးကံမကောင်းတဲ့ပုံမကတော့တာလီတယောက်ရှာမှမိဘမြတ်တာကိုနားလေခဲ့ပြီမဲ့လဲမိခင်ဖြစ်သူကတော့တည်ဆုံသွားခဲ့ပါပြီ။အခုချိန်မှာတော့ပုံမကသူ့ရဲ့တာလီကိုလူအောင်မကြအောင်ထားဖို့ကြိုးစားနေပြီမဲ့လဲသူ့ရဲ့ကျမ်းမာရေးအခြေအနေကြောင့်အရေးပေါ်စီရင်တက်ခဲ့ရပါပြီ။အခုလိုကျမ်းမာရေးမကောင်းချိန်မှာတော့ပုံမကသူ့ရဲ့မိုက်ခဲသမျှတွေကိုနားလေလာခဲ့ပြီးမိဘအပေါ်လှုပ်ခဲမိရာတွေအတွက်လဲနောက်တာရှာနေကြောင်းဝမ်းနည်းစွာပြပြလာခဲ့ပါပြီ။ ဘုံမကတော့အမရဲ့မိုက်ပြကြောင့်အမအိနာကြီးကံမကောင်းခဲ့ဘူးအဲ့ဒီအမကြောင့်မိခင်ကိုဆုံးရှုံးလိုက်ရတယ်အမဘွားကလည်းနှစ်ကနေတင်းမဖြစ်လာနိုင်တော့ဘူးဒါပေမဲ့လည်းအခုချိန်ထိတရားဝင်ထုတ်မပြောသေးရတပတ်သားတိတ်ခါကြမလုချင်တာလဲပါတားလီကိုနှိမ်ကြမှလဲဆိုရင်နဲ့အမအိနာကြီးမှမိုက်မဲခဲမိရဲ့အမအမေနဲ့တားလီနဲ့ဖုန်ကြီးကြောင့်မှနေခဲ့ရတယ်ကုန်းမိုင်မဲမှုကြောင့်အဲ့ဒီဖုန်ကြီးကြောင့်မှပဲအမေဆုံးသွားတယ် အမရဲ့ဒီဝိကျွေးကိုသားနဲ့ပတ်သက်ပြီးခံရကြည်ခံရမှာဒီတော့အမသားလေးကိုတိချသွန်သိဆုံးမထားရင်အချစ်ကိုကိုကိုွယ်ခဲ့လို့အမအမေဆုံးရှုံးခဲ့ရပြီးဒီလောကနဲ့ရင်ဆိုင်ခဲ့ရတယ်အမလိုမမိုက်မဲစေခြင်းမို့အမလိုလမ်းမကိုမလျှောက်စေခြင်းမို့အခုလိုသားလေးကိုမပြည့်စုံဘဲနဲ့လူလောကထဲမှာအပြည့်မရှိတဲ့သားလေးကိုတယောက်တည်းမထားခဲ့ခြင်းလို့ကျမ်းမာရေးကောင်းခြင်းနဲ့လို့ဝမ်းနည်းစွာပြပြလာခဲ့တာပဲဖြစ်ပါအဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင် လူနာဘယ်မှာတော့ဒီအောက်မှာအမေကအော်ဘယ်သူပါဖြစ်တာလဲအမေဒါတည်းလူတွေအားနိုင်တယ်အကြီးတွေပါရဲ့အော်အဲ့လိုဖုံးထားလိုက်ဖုံးထားလိုက်မေးမဆိုးလေးဖုံးထားလိုက်လှုပ်ဖေးတာငါတက်ပြီအော်ဗျာဒီအင်းနဲ့ဆိုတော့အကူကြီးလည်းဟိုလိုမျိုးရလို့ရတာပေါ့တိုင်း အမေကလည်းဘာမှမတက်နိုင်တော့ဩခြေထောက်တရလည်းအဲ့လိုကြီးနေတော့မွေးရပါလားဘလို့တော့ပေါင်လေးကစုံတော့ပြစ်သွားဒါအမေနဲ့ကြတော့ဘာတော့ရတော့တူလေးတူလေးအဲ့ဒါတူအမေတို့အဖေတို့အောင်မောင်လေးကစုံသွားတယ်ကွာမောင်လေးကစုံတော့တာအမေရရောမေကျန်ကုန်ပြန်မယ်ဆိုပြန်မလာတော့လားโอ้ยังงงมาไหนย่าละมั้ยสอปะมะละดาล่ะอ่าไอ้หลุยดิ ွယ်သီးပေါ်ကလည်းမဟုတ်ဘူးနော်ဟိုတွေရောကိုယ်ကိုယ်ကတိကိုယ်ကောက်ကြီးအဲမတော်နိုင်မှာသာမွေးကြရအဲဒီတိုင်းရဲအခုပြို့သူနေရတာဘယ်လောက်ရှိတော့ရတော့စင်ပြီမဟုတ်อืมဟုတ်ပါကွာဂျင်းကောင်တလောင်းလောင်းနဲ့စနားစရာပါဟိုညရဲ့သူ့ဟိုဘေးရရဲ့ဟုတ်ဒီဘေးလေးရရဲ့သူနေနေကြတော့ဟုတ်ခုပြလေးပေါ်မှာအိတ်တတ်ဟုတ်ဟာသူများရင်လေဟုတ်ဟုတ်ကလေးညမိုးရတော့ဒီရဲ့ဟိုတော်ယူငွေအိတ်ချင်အိတ်ဆိုပြီးတော့ ဒီတဲ့ကိုလာနေခုရွှေပေးဘလို့နည်းနည်းလေးနေနေလင်းတော့ကြအဲဝင်ရလဲကြည်ပြီးတနာတော့ကြတော့အကုန်လိုင်းပြီးတော့တာကိုမြင်လိုင်းပေါ်မှာတွေ့တယ်တဲ့အတူအားမငယ်နဲ့ပြောပေးမယ်လို့ပြောပါဘူးသူအစစ်ကြတဲ့နေရာလေးတာအနာရီပုတ်တာဟုတ်တယ်လို့အဲ့လိုဖြစ်ရနေအနော်သူ့ရဲ့နောက်ပြီးတော့အယိုးတွေပါတွေဖွဲ့စည်းပုံလည်းမဟုတ်ဘူးရနေလိန်ဒီလိန်ကောက်တယ်အဲဘာမှငိုမနေတော့နဲ့ကျွန်တော်ရောက်လာပြီ ကျွန်တော်လက်ထက်ရှိတဲ့လူငွေလေးမျှပြီးတော့လှူပေးခဲ့လိုက်မယ်နော်လောလောဆယ်အဲအန်တီတို့စောင်းဝတ်နေရေးလေးလဲပတ်လို့ရအောင်နော်အော်တူတော့ဆေးလေးပါလေးထည့်ရမယ်ဆိုရင်ဆေးလေးပါလေးဝဲလိုက်နော်ဟုတ်လို့ဆေးုံတက်ဖို့ရတော့တူရဲ့မွေးရပါဆိုကြတယ်မလွယ်ကူလာဦးထင်တယ်နော်ဟုတ်နော်အဲဆေးလေးပါလေးဝဲလိုက်ပါဆရာဝန်နဲ့ညွှန်ကြပြီးတော့နော် အဲကျွန်တော်ဒီကိုလှူထားတာကလိုအပ်တဲ့နေရာလှူဖို့ရာဆိုပြီးတော့တရုတ်နိုင်ငံမှာရောက်နေတယ်မလူမီကတသိန်းလှူထားရှိတယ်ပြီးရင်ကျွန်တော်ဒီမှာဘဘူးဘဘူးဥစ္စာရှိမလဲအကွယ်လွန်သူမိခင်တဲ့ဒေါခင်ထွေးမြင့်တဲ့23နှစ်ပြည့်ရာရည်သူရဲ့ကျဲတူမီတာဆိုတဲ့အတိုင်းမှာတသိန်းလှူထားရှိတယ်အဲ့နှစ်ခုဟာကိုကျွန်တော်လှူပေးကြလိုက်မယ်ဟုတ်ပါနော်တသိန်းတသိန်းနှစ်ယောက်ဆိုတော့ကျတော့နှစ်သိန်းလှူပေးကြလိုက်မယ်ဟုတ်ပါနော် လိုအပ်တဲ့ဆေးဝါးတွေဘာတွေလိုဟွာဖြစ်မယ်နော်ဖတ်တာရတယ်ဟုတ်ဒီမှာလူငွေလေးဒီမှာလူငွေလေးနှစ်သိန်းအဲမလူမီယာတတိယတရုတ်နိုင်ငံထဲမှာမလူမီယာတတိယကွယ်လွန်သူမိခင်ဒေါခင်ထွေးမြင့်23နှစ်ရည်စုရဲ့ကျန်ရဲ့လူမီတာဆိုတဲ့အတိုင်းမှာတတိယနှစ်သိန်းလူပေးခလိုက်တယ်နော်အဲတရှိပတ်နေတာလေးဟုတ်ဘာစတဲ့စတဲ့ဒီနေ့တိုင်းနေလေအဲပုပ်ပုပ်ကိုမြတ်ဖြစ်ပါလေဒ ဒါပြီးရဆုံးနေပြပါသေးနော်အလူရှင်လေးကိုသားပဲနော်ဟုတ်ကဲ့ဟုတ်ကဲ့အလူကြီးအော်နေတာစကားလည်းမပြောနိုင်ဘူးပြောတတ်ဘူးမှန်တယ်อืมနက်ကသူကငိုတော့ကျတော့မိရလက်ထက်နှစ်ထောင်ရှိတော့လေဟုတ်ကြာကိုးစားမှလာတာတားဆိုပြောတာမိဆိုးပြီးတော့ထားပြီးတော့ထားဝယ်ပြီးလားဟုတ်ဝေးမနေတော့တချောင်းခွဲပုံနေတာโอ้လက်ထက်ကိုငွေလေးနှစ်ထောင်ပဲရှိရနှစ်ထောင်ပဲရှိရอืมဟုတ်ပြီဟုတ်ပြီတတညီလေးအဲ့မှာ ိုက်ဆံလှူခဲ့ပြီနော်23နှစ်ရှိတာ23နှစ်တောင်ရှိပြီနော်ငါညီလေးဟုတ်ပြီဟုတ်ပြီကွန်ပြူတာဆိုရင်နော်